အဆင့်နဲ့ပတ်ခံရတဲ့မလေးရှားနိုင်ငံကမြန်မာအလို့သမားမလေးတွေအတွက်အကူအညီပေးခဲ့တဲ့တရုတ်ဆောင်ဆဲပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လီအင်ဆိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့၃လပိုင်းမှာမြန်မာပြည်အတွက်ဝန်နေဖို့ကောင်းတဲ့ကိစ္စရပ်တွေများစွာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။အဲဒီကိစ္စတွေထဲမှာမြန်မာပြည်ရဲ့ရွှေပြောင်းအလုံသမားမလေးတူဟာမလေးရှားနိုင်ငံမှာရင်းနှင်းစရာကောင်းတဲ့အဖြစ်နဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ အဲဒီကောင်မလေးကမြမပြည်ကနေမလေးရှားနိုင်ငံကိုသွားရောက်အလုံးလောက်ကင်တဲ့သူတယောက်ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မြမပြည်ရဲ့ကိစ္စအရရတွေကြောင့်နိုင်ငံရဲ့မျိုးဆက်တိလူငယ်အများစုဟာနိုင်ငံရဲ့ချားကို ရောက်ရှိနေကြပါပြီ။ပတ်စံရှိပြီးတော့နောက်ခံအင်အားတောင့်တင်းတဲ့အတိုင်းဝိုင်းတွေကလူငယ်တွေကတော့နိုင်ငံရဲ့ချားမှာအဆင်ပြေပြေနေနိုင်ကြပါမယ်။ တာမန်လူရန်စားတွေနဲ့အခြေခံလူရန်စားတွေကတော့တရားမဝင်လမ်းတွေကနေတဆင့်နိုင်ငံအတွင်းကနေထွက်ခွာနိုင်ဖို့အတွက်ဤမျိုးမျိုးနဲ့စူးစမ်းကြပါတယ်ခက်ခဲတဲ့အကြာကနေပဲထွက်ကြရတာဖြစ်ပါတယ် အခုလိုမျိုးနီလန်မျိုးစုံကနေထွက်ခဲ့ရပေမဲ့တိုင်းတစ်ပါးကိုရောက်ရှိသွားတဲ့အခါမှာရှင်တန်ဘိုးကလွယ်ကူလာတဲ့အရာမဟုတ်ပါဘူး။တိုင်းပြည်တစ်ခုကိုအစိမ့်သက်သက်ရောက်ရှိသွားတယ်ဆိုတာမသိတဲ့လူအုပ်ကြဲထဲမှာဘာသာစကားနဲ့နေထိုင်မှုမတူညီတဲ့ပုံစံတွေကြောင့်လိုက်ထင်းညိပြီးတော့ဧည့်သည်တယောက်ဖြစ်သူတစ်ပါးရဲ့နိုင်ငံမှာရုန်းကန်နေကြရတဲ့သူတွေရှိပါတယ်။အခုအစစ်နဲ့အပတ်ခံခဲ့ရတဲ့ကောင်မလေးဟာ မလေးရှားနိုင်ငံမှာတွားရောက်လုပ်ကင်နေတဲ့မြန်မာပြည်ကရွှေပြောင်းအလို့သမားတယောက်ဖြစ်ပါတယ်။ဒါကြောင့်အများကြီးသူပဲရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။ဒီမရဲ့ချစ်သူကောင်းလေးရဲ့အကွက်ကြကြလှုပ်ကြံမှုတွေကြောင့်အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာပေါ့။ကောင်းလေးဖြစ်သူကမိန်းမရှိနေခဲ့ပြီးတော့သူ့ရဲ့အမျိုးသမီးဟာဩစတြေးလျမှာကျန်နေခဲ့တာဖြစ်ပါတယ်။အဒီအချောင်းကိုထိန်ချန်ပြီးတော့ကောင်းမလေးကိုလိန်ညာလက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒီအခါမှာအလိန်ပေါ်သွားခဲ့ပြီးတော့ကောင်းမလေးကတောင်းကျမ်းခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်သူမရဲ့ပြဿနာရှာမှုတွေကိုမခံနိုင်တဲ့အတွက်ရင်တွေထဲကိုအက်ဆစ်ထဲကအကွက်ကြကြစီစဉ်ပြီးတော့ကောင်မလေးရဲ့ခေါင်းကနေလောင်းချခဲ့ရပဲဖြစ်ပါတယ်။အက်ဆစ်အရေးကြောင့်အဲ့ဒီကောင်မလေးရဲ့ဦးခေါင်းထဲမျက်နှာတွေဟာရစရာမရှိတော့တဲ့အထိဖြစ်သွားခဲ့ပြီးတော့အမြင်အာရုံမှာဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်နင်းနာမှုတွေနဲ့ပြုတ်လုခဲ့တဲ့ယောက်ျားဖြစ်သူကိုအပြစ်ဒဏ်တွေချမှတ်နိုင်ခဲ့ပေမဲ့မိန်းကလေးဖြစ်သူကတော့အသက်သာရှင်ပြီးဘဝပြတ်စွာနဲ့ကြံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့အသက်ရှင်ခြင်းစိတ်လေးမငြိမ့်သွားအောင်လို့အလူရှင်တွေရဲ့အားပေးစကားတွေနဲ့အတင်းပြီးတော့နေထိုင်နေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးလူတန်းနေရသူတွေထဲမှာတရုတ်ဆောင်ကျော်ညာမင်းသားဇဲကတယောက်ပါဝင်ဖြစ်ပြီးတော့တက်တက်ကြွကြွနဲ့လူတန်းပေးနေကြတာဖြစ်ပါတယ်။ ဇဲလ်ကအခုခေတ်ပေါ်ကြော်ညာမင်းသားတွေထဲမှာအများနဲ့မတူတဲ့စတိုင်သစ်တွေနဲ့အမြဲတမ်းစမ်းသစ်နေရသူဖြစ်ပါတယ်။ရုပ်ရှင်နဲ့မော်ဒယ်အလုပ်ကိုလည်းတွဲပတ်လုပ်ကင်ပြီးတော့တပတ်တလန်းကနေအခုလိုမျိုးအလူရှင်တွေလူတည်နေတဲ့ကိစ္စရက်တွေမှာပါဝင်ကူညီနေရတူလည်းဖြစ်ပါတယ်။ အဆင့်နဲ့အလောင်းခံခဲ့ရတဲ့ညီမလေးအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေကိုအမြဲတမ်းလှူဒါန်းပေးနေရဖြစ်ပြီးအခုတကောင်မှလည်းမျက်လုံးခွဲစိတ်ဖို့နဲ့အသားစားကပ်ဖို့အတွက်မလေးရှားနိုင်ငံတီးသွားရောက်ပြီးတော့လူနာသတင်းသွားကြီးကလိုအပ်တဲ့ငွေပမာဏအတွက်စုံစမ်းခဲ့တာပဲဖြစ်ပါတယ်။မျက်လုံးတစ်ပတ်ထဲနဲ့တင်သိန်းထောင်ချီကုန်နိုင်ချီရှိရာကြောင့်လိုအပ်တဲ့အလူရှင်တွေကိုအကူအညီတောင်းနေခဲ့ပြီဖြစ်ပါတယ်။မျက်လုံးတစ်ပတ်နဲ့တင်သိန်းထောင်ချီကုန်ချနိုင်ချီရှိရာကြောင့်လိုအပ်တဲ့အလူရှင်တွေကိုအကူအညီတောင်းနေခဲ့ပြီဖြစ်ပါတယ်။လူသားချင်းစာနာပြီးတော့တကယ်လိုအပ်နေတဲ့သူတွေ အတွက်အာတတရောကုညီပေးနေတဲ့မော်ဒယ်တရုတ်ဆောင်ဇဲရဲ့လောက်ရက်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေးများခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။